ပွင့်လွန်တဲ့အရာတွေကိုဟို page တွေကတင်ထားတာတွေ့ရပေါ့နော်ကိုလည်းစိတ်ပူပြီးတဲ့ခါကျတော့ဟိုမမားရဲ့အတိမိတ်ဆွေကိုလမ်းပြီးဆက်မိတယ်ဟိုဒါကတော့တရင်အမပေါ့နော်ပို့ပြီးတည်ကြတော့လေကမမားကိုဓာတ်ရက်လမ်းဆက်တဲ့ခါကျတော့မမားရဲ့အတန်ကိုကြားတဲ့အခါမှာအော်ဒီတရင်ကမဟုတ်ပါလားဆိုပြီးတော့ပေါ့မမား80ကျော်ပြီပေါ့နော်80ကျော်ပြီ89ဆိုတာမမားလည်း80ကျော်ပါပြီမမားတရင်ကတော့အဲမဟုတ်ပါဘူးပေါ့နော်ဒီနေ့ဒီနေ့တည်းမမားနဲ့ဖုန်းလမ်းဆက်ပြီးတော့မမားကသူဟိုစာငေါတာလည်း အဲနည်းနည်းတစ်ခါကြလို့ရှိရင်သူနေထိုင်မကောင်းလာပါပဲကျန်တာတော့ဘာမှမဖြစ်ပါဘူးဖုံးဆက်ကြလည်းအတန်လေးရတော့မမှာပါပဲရှင့်ပုံမှန်တိုင်းပါပဲဟုတ်မမသူတို့တရင်တွေတက်နေတယ်ဟုတ်လားဆိုပြီးတော့မင်းညပတ်ခရပေါ့နော်အားနဲ့မီလီယာမမရဲ့အတိမိတ်ဆွေကိုဖုန်းနဲ့ဆက်တဲ့ခါကျတော့မဟုတ်ဘူးဆိုတော့မီလီယာအေးအေးချမ်းချမ်းနေမှာပေါ့နောက်နေမနေကြတော့အဲ့လို အဲ့လိုပြန်ပြီးတော့လှမ်းဆက်ကြတာပေါ့လေလှမ်းဆက်တဲ့အခါကျတော့ဒီလေးကမမကိုဖုံးလန်းခေါ်တယ်ဖုံးလန်းခေါ်တဲ့အခါကျတော့မမညီကောင်းလားဆိုတော့အတန်လေးကြားတဲ့အချိန်မှာမလေးကနည်းနည်းစိတ်ချမ်းသာသွားတယ်ပေါ့နော်ဟိုကျန်တဲ့အကြောင်းတော့မမကိုမေးတော့ပါအမှုတိုင်းတာတော့ဟိုမိဘနဲ့သားသမီးလိုပဲဖုံးဆက်တယ်ရှိတယ်မိကောင်းလားမေးတယ်အလုပ်တွေပြင်ပမှန်လုပ်တဲ့အခါကျရင်စေးတောင်းတော့အဲဘဝကိုဟိုသာဖြတ်တန်းရတဲ့ဟာတွေအများကြီးတွင်တင်တာနေတယ်တွင်တင်နေဆုံးမရည်လဲဆုံးမရတယ်ပေါ့မမဟုတ်ကဲ့ မမအလားပါနဲ့ပတ်သက်လို့ဆိုမမကကိုတောင်းဝင်နေစရာမလိုသူ့ရဲ့အလားပါကိုသူကသူထိမ့်သိမ့်တယ်သူဘာဝင့်ရင်လှတယ်ဘလို့စင်ရင်သူ့ကိုသူဟိုတင့်တယ်လှပါတယ်ဆိုတော့သူ့ရဲ့အထက်ကြောင့်ထွက်ထွက်တူးတူးလို့ဆရာမမဆရာအတူကိုရတာပေါ့သူ့အလားပါတဲ့သူ ဒီနေ့လည်းဖုန်းပြောပြတယ်။မမကနေကောင်းလာမိတဲ့ခါကျမမကသူဖုန်းဆက်တဲ့ခါတိုင်းသူမောတာပဲရှိတယ်။ကျမ်းမာရေးရတော့ကောင်းပါတယ်တဲ့။သူနေမကောင်းနေကောင်းနဲ့အငြင်းနဲ့အဆက်တွေလေးတော့အငြင်းလို့ဒါပေမဲ့ဒီနေ့ဖုန်းဆက်တဲ့ခါကျတော့အတန်လေးတော့နည်းနည်းမမာလေးပါပဲနေကောင်းပါတယ်။မမကိုချစ်တဲ့လူတွေကဟိုတကယ်ကိုဒီဟိုချစ်ခင်တဲ့ပြိတ္တတွေပေါ့နော်။တကယ်ကိုစိတ်ပူပြီးတော့တချို့ကမေးကြတယ်တချို့ရကျတော့ကွန်မန့်အောက်မှာဟိုဆူတောင်းတဲ့ပုံမှာဖြစ်ပါစေနဲ့ဆိုပြီးတော့အဲအဲ့လိုမျိုးပေါ့တကယ်ကိုမမကိုချစ်ခင်တဲ့ပြိတ္တတွေအများကြီးဆို အရာတော့ကိုအတွက်ကိုလင်းရတဲ့မင်းသမီးကတကယ်ကံတွင်မင်းသမီးဆိုတော့လေကိုလည်းဒီကိုချစ်တဲ့အမှုပညာရှင်တရားဖြစ်တဲ့အခါကျတော့ဒီလိုဖြစ်မှာစိတ်ပူပြီးတော့ comment တွေလိုက်ဖတ်တယ်ဖတ်တဲ့အခါကျတော့ဟိုဆိုရင်တော့ကအဲတချို့ကျတော့စိတ်ဆင်းရဲတဲ့လူတွေဟဲတော့ကများတဲ့လူတွေအရာပေါ့နော်အဲမဖြစ်ပါစေနဲ့စုတမ်းတဲ့အခါကျတော့တကယ်လည်းလူတွေလည်းဖုံးဆက်ပြီးနေတဲ့အခါကျတော့ ဟုတ်မဖြစ်ပါဘူးမမ80ကျော်ပြီပေါ့နော်80ကျော်ပြီ29ဆိုတာမမလည်း80ကျော်ပါပြီအဲ့သတင်းတက်တဲ့အခါကျမိရလေးကိုထွေးထွေးပြီးတော့ပုံသွားတာပေါ့နော်ပုံရဲသွားကျတော့ဟဲဟိုအသက်ကြီးအသက်ကြီးအသက်လည်းကြီးနေပြီပေါ့နော်တကယ်မဖြစ်ပါစေနဲ့ဆိုတဲ့အရာနဲ့လိုက်ရှာတယ်ရှာတဲ့အခါကျတော့ဟိုခင်တန်းနုကွယ်လွန်သတင်းဆိုတဲ့ဟာတွတ်တော်မှာခင်တန်းနုလိုရိုက်ရှာလိုက်လို့ရှင်ကွယ်လွန်သတင်းဆိုတာအမြဲတက်လာ က်လာတဲ့အခါကျတော့ဟိုဟိုနှိပ်ချလိုက်တဲ့အခါကျလို့ရှိရင်အဲဟိုကွယ်လွန်တဲ့အရာတွေကိုဟို paste တွေကတင်ထားတာတွေ့ရပေါ့နော်ကိုလည်းစိတ်ပူပြီးတဲ့အခါကျတော့ဟိုမမားရဲ့အတိမိတ်ဆွေကိုလမ်းပြီးဆက်မိတယ်ဟိုဒါကတော့တရင်အမပေါ့နော်ပို့ပြီးတည်ချာသွားအောင်လေကမမားကိုဓာတ်ရက်လမ်းဆက်တဲ့အခါကျတော့မမားရဲ့အတန်ကိုကြားတဲ့အခါမှာအော်ဒီတရင်ကမဟုတ်ပါလားဆိုပြီးတော့ပေါ့ဟုတ် ဒီကလည်းဒီ face တွေကပေါ့เนาะတင်နေဆိုတော့လည်းကိုယ်လည်းမသိဘူးပေါ့ဒီဒီသတင်းတက်လာတဲ့အခါကျတော့မကိုယ်လည်းစိတ်ပူပြီးတော့ပေါ့เนาะဟိုအမြဲတမ်းအဆက်အသွယ်ရှိနေတဲ့အခါကျတော့မမနဲ့လေကတော့ဖုန်းဆက်ကလေးရောရှိရဲ့အဲ့ဒါလေးပေါ့ဟောမမကဟိုတွေ့ချင်နေဆိုရင်တော့သွားကြည့်တွေ့လို့ရပါလဲကိုယ်လည်းမအားတဲ့အချိန်နဲ့တခါကျလို့ရှိရင်မမရေတမိလာခဲ့မယ်ဆိုလို့ရှိရင်လာခဲ့တဲ့အချိန်ကြီးပေါ့เนาะအဲ့လိုပါပဲမမနဲ့ကျတော့တွေ့ချင်တဲ့အချိန်တော့ဒီလိုသွားတွေ့လိုက်တာပါပဲရှင်ခင်မမှုရှိတာအရင်2018 လောက်ဆိုလို့ရှိရင်တော့တော်တော်နှစ်ချပါပြီ2025အထိဆိုလို့ရှိရင်ခုနှစ်နှစ်လောက်ကျတော့ရှိပါပြီဟုတ်သူကပြည်သက်တည်းရဲ့အကြောင်းအငြင်းနဲ့မီးရပေါ့နော်အဲအခုအခုလီလီကမိတ်ကက်သားလိမ့်ပြီးရှူတင်နေသွားပြီဆိုလို့ရှိရင်ဒဲမင်းသမီးလိမ့်လာလဲဒဲမင်းသမီးနားလိုက်တာလဲသူအဲ့ရလေးတော့အငြင်းနဲ့သူကအဲ့လိုမျိုးမီးတယ်ပေါ့နော်မမပြည်သက်တည်းကဘလို့ချစ်ချမ်းပြည်သက်တည်းကိုပေါ်မှာဘလို့ဟို ပြောဆိုရမယ်ဆိုတဲ့အရာလေးရအဆပေါ်တော့သူကနော်အဲအဲ့လိုမျိုးသူပြောလိုက်တဲ့စကားတိုင်းမှာဒီပြိတ္တကိုချစ်ချောင်းနေပါတဲ့အခါကျတော့အော်ဒီပြိတ္တတွေပေါ်မှာဒီဘလိုတန်ရုံးသိရှိလဲဆိုတာသိတာပါပဲ။မမတရင်ရတော့အဲမဟုတ်ပါဘူးပေါ့နော်။ဒီဒီနေ့ပဲမမနဲ့ဖုန်းလဲဆက်ပြီးတော့မမသူဟိုစားမောတာနဲ့အဲနည်းနည်းတစ်ခါကျလို့ရှိရင်သူနေထိုင်မကောင်းလာပါပဲ။ကျန်တာတော့ဘာမှမဖြစ်ပါဘူး။ဖုန်းဆက်တယ်လည်းအတန်လေးရတော့မမပါပဲရှင်။ပုံမှန်တိုင်းပါပဲဟာ။